ကျွန်တော်တို့တိုင်းပြည်မှာဗျအခုတော်လှန်ရေးရလေခက်မမြန်ပြက်ဖို့အတွက်ပြက်သားကြဖို့လိုအပ်ပြီရှင်းရှင်းပြောပြည်သူအားစပြီးတော့လုံနေတဲ့ဒုတိယအထိအကုန်ပြက်သားကြဖို့လိုအပ်ပြီပြည်သူအနေနဲ့ကလည်းဒီပွဲမပြန့်ရင်ခုနကပြောသလိုဟိုဘက်လက်ကြောက်ကဒီဘက်လက်ကြောက်ကဆိုတဲ့နေရာတွေလည်းရှိနေတယ်ဟိုနောက်တစ်ခုစိုးတာကဘာကိုလှုပ်လို့လောက်ကမှမတိဘယ်ကိုအားကိုလို့ဥပမာမှမတိတဲ့ဟာ ။ဘာဖြစ်လို့လဲ online data တွေမှာအေးကောင်းကောင်းမွန်မွန်နေနေကျွန်တော်အမြဲပြောတယ်လို့မိုးကုတ်ပြက်မှာမိုးကုတ်ပြက်မှာဆိုပြီးတော့အခုလက်ရှိစစ်တပ်ထောက်ခံတဲ့ကောင်တွေထအောင်နေ။မိုးကုတ်ကိုစစ်တပ်ကဘုံတော့မကြိုက်မိုးကုတ်ပြက်စရာအကြောင်းရှိတာ။မိုးကုတ်ပြက်မှာဆိုလို့ရှိရင်မင်းတို့စစ်တပ်ကိုဘုံမကြဲခိုင်းနဲ့လေမိုးကုတ်ပြက်စရာအကြောင်းမရှိဘူးလေ။တော်လိုင်းအင်အားစုတွေမိုးကုတ်မှာတတ်တလုံးနေတယ်ဘာမှမဖြစ်ဘူး။အေးမိုးကုတ်ကမူမီးနဲ့လိုက်မချို့ဘူး။အေးမိုးကုတ်လက်နဲ့ကြီးနဲ့လိုက်ချို့မနေဘူး။သူတို့ကသူတို့သူတို့စုံမထားတဲ့ data မှာသူတို့လုံခြုံရေးတိုးတက်ရေးကျန်းမာရေးပညာရေးစတဲ့ဖြစ်လောက်နေမှာပဲလက်ရှိ data တွေလုံနေနေရတယ်အများကြီးဒါပေမဲ့ အစိုးဆုံးကအဲ့ဒီအာနာယူတွေနဲ့အတူအဲ့အာနာယူတွေအနောက်ကနေဒီတိုင်းပြည်ကိုအကြမ်းဖက်ဖို့မဟုတ်တာလုပ်ဖို့မြှောက်ပေးနေတဲ့ကောင်တွေအဲ့ဒီတဲမှာကြော်မျိုးမင်းဒီကောင်ကိုကြတော့လေအကြမ်းဖက်တိုက်ပြည်ဥပဒေနဲ့ပြက်ပြက်တတအရေးယူကိုတင့်နေဒီကောင်ကိုလုံးဝထားလို့မရတော့ဘာဖြစ်လို့ဒီကောင်တအားကြီးတရားလုံးပါပြီပြည်သူကိုအေးချမ်းစွာနေတဲ့ပြည်သူကိုအကြမ်းဖက်ဖို့လှုံ့ဆော်တာတော့မိုက်ရိုင်းတာမရှိဘူးရှင်းရှင်းလေးအဲအခုသူပြောနေတဲ့အခုဒီမှာအမှုပညာရှင်တွေကိုဒုက္ခပေးဖို့သူပြောနေတာ ူပြောနေတဲ့အမှုပညာရှင်တွေကဗျာတော်လှန်ရေးဘက်ကိုပေါင်းပြီးတော့ဟုတ်တယ်နော်ကျွန်တော်ပြောတာမျက်မျက်သားသားပဲကျွန်တော်ပြောမယ်တော်လှန်ရေးဘက်ကိုပူပေါင်းပြီးတော့လုံနေတဲ့သူတွေကိုမုန်းလို့သူတလူပြောတယ်ဆိုကျွန်တော်ဖြေတာလေဒါကြမ်းတော့ပွင့်လင်းပြောတာတော်လှန်ရေးဘက်လည်းမပေါင်းဘူးတော်လှန်ရေးဘက်ကလူတွေနဲ့လည်းဆက်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 လုံနေတာမဟုတ်ဘူးသူတို့စီးပွားသူတို့ရှာပြီးသူတို့အမှုပညာအလုပ်လုပ်နေတယ်တချို့တွေကျတော့မလုပ်ဘဲသူတို့အေးစင်းငြိမ်းနေတယ်ဒီလူတွေကိုသူတို့အကြိုက်မလုပ်ပေးလို့ဖမ်းဖို့စီးဖို့စစ်ဖို့မေးဖို့ဖိအားပေးဖို့ မြောက်ပေးနေတဲ့လောက်ရတာဒါအင်မတန်ရုပ်ပဲအဲတခုရှိတယ်တော်လိုင်းမှာပါနေတဲ့အမှုမြန်ရှင်တွေအခုဆိုရင်အဖီမတ်ထူကျော်တယ်လို့ရှိမယ်အကိုလင်းတို့မချစ်ထူဝဲတို့ကိုတောင်းတို့စတဲ့ဖြင့်ဒါတွေအကုန်ရှိနေမှာဒီအမှုမြန်ရှင်တွေတုန်နေတဲ့ပြောနေတာကျွန်တော်ခွင့်လွှတ်သေးတယ်ဘာဖြစ်လို့လဲဒီအမှုမြန်ရှင်တွေကတော်လိုင်းဘက်မှာပါဝင်လှုပ်ဆောင်နေလို့ဟုတ်တယ်နော်ကျွန်တော်မျက်မျက်သားသားပဲကျွန်တော်ပြောပါတယ်တော်လိုင်းဘက်မှာပါဝင်လှုပ်ဆောင်နေလို့အဲ့လိုလူမျိုးတွေကိုပြောရင်ဩဒါတော်လိုင်းဘက်မှာလှုပ်နေတဲ့အမှုမြန်ရှင်မို့လို့သူကဟိုဘက်အချမ်းအနေနဲ့ပြောတယ် တတ်မှတ်ပေးလို့ရတယ်အခုဟာတော်လန်ရေးဘက်ကလည်းမလုပ်ဘူးသူတို့စီးပွားသူတို့ရှာပြီးသူတို့ဘဝအေးအေးချမ်းချမ်းနေတဲ့အမှုပညာရှင်ကိုတွားပြီးတော့ဖမ်းမယ်စီးမယ်တတ်မယ်ဖျက်မယ်လှုပ်နေတဲ့လှုပ်ရမြောက်ပေးနေမြောက်ပေးရဒါလုံးဝလက်ခံတင့်တဲ့အရာမဟုတ်တော့နော်ကြည်ဝါဓမ္မအဲ့ကောင်ပြောထားတာမလေးငါတို့ရဲ့ဘသူကလေဒါမတတ်သားလို့လှုပ်ပေးရတာဘာညာအဒီကောလေလာတာဟိုမြန်မာနိုင်ငံမှာပဲဟိုလူရင်းကျဲလုံးနဲ့ပြောတတ်တယ်ရုပ်နဲ့ပုံနဲ့ကြည့်မိမ့်မလောင်းမိမ့်မရှာရုပ်ကြည့် ုံနိုင်တဲ့အင်ဂျက်အစစ်ကြီးကြက်တောင်လေးကိုကြက်တောင်လေးကိုဆင်းချကန်ဒီမဲ့ရုပ်ကောင်းပြောတာကြည့်ရုပ်ဝင်ကြည့်ဆိုတော့နိုင်ငံတော်ကြီးခဲ့ရည်လေအနေနဲ့လေသိဖို့လိုတာကတိုင်းပြည်ကိုကူညီမယ်လို့ပြောထားတဲ့အမှုပညာရှင်တွေဟာနိုင်ငံတော်ကူညီမယ်လို့ပြောထားတဲ့အမှုပညာရှင်တွေမကူညီဘဲနဲ့ငါတို့မတတ်တာလို့နိုင်ငံတော်လို့တိုင်းပြည်လို့ဆိုတော့မင်းအောင်နိုင်တဲ့အဲ့ဒီစစ်တပ်ခေါင်းဆောင်တွေကနိုင်ငံတော်လားဟမ်ကြောက်ပြောမင်းဟောမင်းငါမတိလို့မေးတာအဲ့ဒီစစ်တပ်ခေါင်းဆောင်တွေကနိုင်ငံတော်လားလို့ဟမ်မင်းတို့တွေကွာငါလေတကယ်တကယ်မင်းတို့ကိုလေငါ ပြောစရာစကားလုံးလည်းမရှိတော့ဘူး။နှိုင်းစရာအရာလည်းမရှိတော့ဘူး။မိမလင်တွေကနိုင်ငံတော်မမောက်တော့မင်းတို့အကူအညီပေးအောင်နိုင်ငံတော်ဆိုတာပြည်သူအများစုကိုကိုစားပြုတာမအေလို့ရဲ့မှတ်ထား။တိလာမင်းမလင်မရောက်နိုင်ရနိုင်ငံတော်မဟုတ်ဘူး။နိုင်ငံတော်ဆိုမင်းတယောက်တည်းမှဖြူမောင်းအတော်မီဥကုံချနေမှာနော်။အဘကွာဆိုတော့အချိုးမျိုးနဲ့လုတ်တယ်ဆိုရင်အေးမတက်တာတကြိမ်ပုတ်ဘူးကွာအချိန်ချင်းခါခါပဲဆိုတော့မပြောက်ဘူးလို့ရတယ်။ဘာလို့ဆိုတော့တခါတခါကြာရင်ဒီလူတွေကနည်းနည်းလေးတော့ကြောင်းမန်းကံမန်းသိအောင်လုတ်ထားပြီးလို့ရတယ်။ နောက်မှဆိုဂျိုကြွားတယ်ပြီးရင်တို့ကဘာလဲဆိုတော့အခုဒီနေ့ဒီမှာသူပြောလိုက်တယ်ပြောပြီးနောက်ကျလို့ရှိရင် Facebook မှာအဝိုက်တက်လာလို့ရှိရင်သူ့ရဲ့ fan တွေကနေပြီးတော့သူ့ရဲ့အခြားသောသူ့ရဲ့ဒီ lobby တွေပေါ့သူ့ရဲ့ lobby တွေနဲ့သူ့ရဲ့ fan တွေသူ့ရဲ့ fan group တွေရဲ့ lobby တွေနဲ့ပေါက်ပြီးတော့မလေးငါတို့ရဲ့ဘသူကလေဒါမတက်တာလို့လုတ်ပေးရတာဘာညာအဒီကွက်တွေလာမှာလာမှာအဲ့တိုင်းလာမှာအခုအဲ့တိုင်းလာမတက်တာလို့လုတ်ပေးရတာတဏ္ဍာကြီးထောက်ခိုင်းတော့လောက်ပြီပေါ့မဟုတ်ဘူးလားဟမ်မဟုတ်ဘူးလားအခုမင်းပြောတဲ့အမှုပညာရှင်တွေက online ဘက်ကိုပါဝင်နေတဲ့သူတွေမဟုတ်ဘူးလေ online ဘက်ကိုခိုးကြောင်ခိုးဝဲပါဝင်နေလို့ဆိုရင်မင်းကြိုက်တယ်လို့ပြောလေ သူတို့တော်လှန်ရေးဘက်ကလည်းသူတို့ပါပူးပေါင်းနေတာမဟုတ်ဘူးသူတို့အလုပ်သူတို့စီးပွားရှာနေဖြုတ်နေဆိုရင်သူတို့အလုပ်တော့သူတို့မလုပ်ခင်းနဲ့သူတို့ကသူတို့ဒီကလိုက်ကြီးမှာအေးအေးချမ်းချမ်းနေခြင်းလို့သူတို့ကသူတို့အေးအေးချမ်းချမ်းနေနေတဲ့တူတွေလေအဲ့ဒါတွေကိုမင်းဒီလိုမျိုးပြောနေတာမင်းမရှိဘူးလားကြုံမျိုးမင်းဟမ်ကဲအဲ့တော့ကြုံမျိုးမင်းကိုကောင်းပြောကျွန်တော်တို့ကဒီတိုင်းထိုင်ကြည့်နေရတော့ဘူးလားနော်ဟွန်းအတန်းထောက်ခိုင်းလို့ပြောမှာစကားလုံးအဲ့လိုလေးလာမှာအဲ့တော့အာနာမေပေါ်စီနေနေကလည်းဒီလူတွေကိုခေါ်ခိုင်းရတာတုတ်လဲစူးစားလဲယူလို့ဖြစ်တယ်တိုးတော့လုံးမှလည်းဖြစ်မယ် မလောက်ရင်လည်းမရဘူးအဲ့တော့ရှင်းရှင်းလေးပြောရရင်တော့တချို့လူတွေက2020တက်ပြီးတော့2020ဟိုကဲလို့မမမြအောင်အကယ်ဒမီပေးပတ်တက်တဲ့ချိန်မှာတချို့လူတွေလည်းကြိုးရတယ်ဘလို့နေလဲမမေ့ကြသေးဘူးဆိုရင်ပြန်စဉ်းစားဖို့လိုတယ်တချို့လူတွေကယ်ဒမီပေးပတ်တက်လာတယ်မတက်တာလို့တက်လာတယ်ဒါပေမဲ့2020မှာတက်လာပြီဒါပေမဲ့ဘာဆက်လုပ်လဲဆိုတော့ဘာဆက်လုပ်လဲဆိုတော့ဟိုအဲ့ဒါဆိုမင်းကမေးမယ်ကွာမင်းအမေကိုမဒိန်ကျစ်တယ်မင်းမရအောင်လည်းမဒိန်ကျစ်မယ်နော်အဲ့ဒီလူကမင်းအိမ်မှာခေါင်းအိမ်မှာတနက်ကင်ပြီးထိုင်းနေတယ်မင်းလည်းဘာမှမလုပ်ရဘူးမင်းအဖေလည်းဘာမှမလုပ်ရဘူးနော် အဲ့တော့ဒါပေမဲ့အဲ့လူကိုမင်းဘယ်လိုဆက်ဆံမလဲမင်းမကြိုက်တဲ့ပုံနဲ့ဆက်ဆံမလားရင်ကျေးပြူငါချိုတာပြီးဆက်ဆံမလားစဉ်းစားကြည့်လေလက်ရှိမင်းမဲ့လေမင်းအောင်နိုင်အပါဝင်စစ်ကောင်းဆောင်တွေဟာတိုင်းပြည်ရဲ့ကောင်းဆောင်မဟုတ်ဘူးတိုင်းပြည်ရဲ့အစိုးရလည်းမဟုတ်ဘူးသူတို့ကဘယ်သူမှလည်းကောင်းဆောင် မတင်ထားဘူးမြန်မာပြည်သူကလည်းကောင်းဆောင်မတင်ထားသူတို့ကဘာကလည်းကောင်းဆောင်မတင်ထားဘူးလက်ရှိအချိန်ထိကုလတက်မကရဲ့စည်ရင်းမှာမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရနာမည်ဟာမင်းသိပါတယ် တော်အောင်ဆန်းစုကြည်တဲ့တမရဝင်းမြင့်เนาะအော်တိုဘာလ29ရက်နေ့နှစ်ဆုံးထုတ်ပြန်တဲ့စရင်ထိအဲ့တော့မင်းမေလျင်တိုင်းပြည်ရဲ့ခေါင်းဆောင်တွေမဟုတ်ဘူးတိုင်းပြည်ရဲ့เนาะဟိုပြည်သူတင်မြှောက်ထားတဲ့အစိုးရလည်းမဟုတ်ဘူးဟမ်အာနာတိုင်းသားနဲ့ပြည်သူကိုအကြမ်းဖက်နေတဲ့အကြမ်းဖက်သမားတွေမင်းအောင်နိုင်ဆိုရာဇဝတ်ကောင်ကြီးအဲ့ဒီကောင်တွေကိုမင်းကအဲ့ဒီကောင်တွေကိုမကြိုက်တဲ့ပုံစံဆက်ဆံတာကိုမင်းကဒါတွေကိုအေးအေးယူဖို့မင်းလှုံ့ဆော်တယ်ဆိုတော့မင်းပါဇက်ကိုမင်းမရှက်ဘူးလားဟမ်ရအောင် တရားမှုတရားမျှတမှုဆိုတာဘာလဲမင်းတို့မသိတော့ဘူးလားဟမ်မင်းမေမင်းကိုမွေးတဲ့မတင်လိုက်ဘူးလားတရားမျှတမှုဆိုတာဟမ်မင်းတို့ကဘာမကြီးတချင်းလဲမင်းငငယ်အကြောင်းတက်တော့မင်းမစိုးခဲ့ဘူးလားဟမ်တရားမျှတမှုဆိုတဲ့စကားလုံးကဘာလို့ပြောတာမင်းတို့တွေကတော့တော့မိုက်တိုင်းစုပ်ပဲ့ရကြီးတယ်မကောင်းဘူးအဲ့ဒါတော့စေမတိုက်ရကမန်နေဂျာကြီးတဲ့ကတင်းနေနေစကားပြောတော့စကားကြောတင်းတင်းနေတယ်ခက်မှမှာရွှေမုံရည်တို့ပါလို့ဆိုရင် ပြောရင်မားပါမှာဆိုတော့ဒီလောက်နဲ့ပဲတာကျေးဇူးတင်တာမချောင်ပြောလို့အဲ့လိုလှုပ်ဆင်းသွားတာခင်ဗျဟုတ်တယ်လေအမားပါတော့ရအောင်လားဟမ်မင်းတော်မှမင်းကိုဇော်မဲလုံးမင်းတရင်တော့ပထမဦးဆုံးမင်းစောက်ချိုးမပြေခင်တော့ဇော်မဲလုံးမင်းကိုဖင်ချတဲ့အချိန်မင်းစောက်ခွက်ဘလို့ဖြစ်သွားလဲဟမ်မင်းမင်းဒီမှာအချက်လက်နဲ့ရှိပါဆိုဘာချက်လက်ဆိုဟိုကမင်းကိုငမဲမင်းကိုတက်တက်ပြဲတဲ့အချိန်မှာမင်းဘလို့ဖြစ်သွားလဲဟမ်အဲ့တော့ညမင်းစောက်ဖို့ကြိုးရတာမလားမင်းအခုမင်းကိုမှစံဖို့ကဘူးလက်ဒဲပြောနေတယ်မင်းဘာပြန်ပြောရဲတဲ့ဘူးလက်ကိုဟမ်စောက်ဖို့ ပြောလို့ရတဲ့လူတွေမဆိုင်တဲ့အမှုပညာရှင်တွေမင်းလိုက်ဟောက်စားပြီးမောက်ကဟောက်ကလုံးဖို့ကလိန်ကချင်းနဲ့မြှောက်ပေးနေတယ်မင်းမဲ့လေကျတော့မင်းကြောက်တာဘူးနဲ့လားဆိုမင်းတို့ဒဲပြောနေတာလေမင်းဘာပြန်ပြောရဲလဲမင်းတို့စောက်ကြည့်ရနိုင်ရစားနဲ့စောက်ကြည့်တိတာတလိုက်ဆန်တယ်အဲ့ဒါတလိုက်ဆန်မှရားတယ်အကျင့်လားဟမ်ကိုဖြဲချောက်လို့ရတဲ့လူဆိုဖြဲချောက်မယ်အနိုင်ကျင့်လို့ရတဲ့လူဆိုအနိုင်ကျင့်မယ်ကိုထက်အင်အားကြီးလို့ဆိုတွားလေးချဲပြီးငွားပွဲသားလို့ဟမ်ဖင်လိုက်ရမယ်စောက်ချက်မရှိတဲ့ခွေးမျိုးတွေဟမ် ။ငမတာဟိုငမဲလုံးတူကိုဖျဲတော့ဟိုမှာစောက်ခွက်ကမျက်နှာငယ်နဲ့ဟမ်ငမဲမင်းကိုဖျဲတဲ့အချိန်မှာမင်းဘလို့ခံစားရတယ်။မင်းရင်ထဲမှာဘလို့နေတယ်။မင်းရင်ထဲမှာဘလို့နေအဲ့အချိန်မှာမင်းမျက်လုံးကဘလို့ပုံစံဖြစ်နေတယ်။ငမဲလုံးကျေးဇူးတင်တဲ့မျက်လုံးရည်ကြီးတဲ့မျက်လုံးဖြစ်နေတာမင်းစိတ်ထဲမှာငမဲလုံးကိုမကြိုက်တဲ့မျက်လုံးဖြစ်နေတာမင်းစောက်ခွက်ကိုမင်းဗီဒီယိုထဲမှာပြန်ကြည့်လိုက်။တိလအဲ့တော့လူဆိုတာကိုချင်းစာတရားထားရတယ်ကွာကိုကိုတူများအနိုင်ကျင့်ရောကိုခံစားနိုင်လားမင်းကိုယ်တိုင်ခံစားရတာလား ်အခုလောလောဆယ်တော်လိုင်းစာမှာဆိုငမဲလုံးဟမ်အခုအခုချိန်ထိဘူးလက်လက်ဆိုမင်းကိုစောနေတာလေဒါပြောနေတာလေမင်းဘာပြန်ပြောရဲတယ်ဟမ်မင်းအမီကိုကုန်တယ်မလားဟမ်ရှော့တော့လို့မရဘူးခင်ဗျအိမ်မှာဟိုဟိုဟိုမင်းသမီးဆိုလဲမလေးဝင်ကြီးကလိုက်ခေါ်တော့သူကကြောကြောနေလို့အဲ့လို့တာကစမ်းသားကြည့်နော်တခါတခါကျရင်အဲ့ဒီလူတွေရဲ့မျက်နှာကြောမင်းတို့ကိုယွန်တို့လေမင်းတို့ဟမ်အမှန်နဲ့အဲ့အဘယ်မင်းသမီးနဲ့ငါတော့မတူဘူးမင်းပြောတာအမှန်နဲ့အဲ့လောက်ရတဲ့မင်းသမီးနော်ယွန်လို့ သိလားမစင်ုံကြောက်လို့ရှောင်တာမဟုတ်ယုံလို့ရှောင်တာသူတို့လည်းအဲ့လိုပဲနော်သူတို့ကြည့်တော့ဖြင်ဗျာခင်ဗျာသူတို့ကြည့်တော့ဖြင်လူတွေကြည့်တော့ဖြင်ဟိုမြန်မာနိုင်ငံမှာပဲဟိုလူရင်းကျဲလုံနေတဲ့အင်ချက်အဆင့်တွေချက်တောင်ရိုးချက်မှုအင်ချက်အဆင့်တွေအဲ့လိုအဆင့်တွေလူကြည့်တော့ဟိုဟိုပြောမစုံဟိုအချင်းပေါင်းတဲ့အဆင့်တော့မရှိဘဲနဲ့ဖင်ကောင်းကျဲခြင်းနဲ့အုပ်စုပွင့်လိုက်ပြောလူကြည့်တော့အချင်းပေါင်းတဲ့လောက်တော့ဟုတ်ပါလားကွာကျွန်တော်ဖြင်ဒါမီဒီယာဓမ္မတယ်ကွာစိတ်ပြက်ပါလေငါဟုတ်ကွာတကယ်ပဲအချင်းဒီအချင်းပေါင်းတဲ့အချင်းဒီလောက်တော့မရှိဘဲနဲ့ဖင်ကောင်းကျဲဖို့အနေထားမျိုးလုပ်မယ် ဆိုတော့တခါကြရင်ဆိုဖင်ကောင်းကိုတိတ်ကျေတယ်တော့ကျေလုံးတယ်ကဘာနဲ့ချီကျေလုံးတယ်လူကြည့်တော့ဖင်ဟိုကဘာကိုချီတယ်လားတော့ကကြားတယ်နော်အဲကြော်မျိုးမင်းပြောရတာအဓိကကတော့လက်ရှိပြည်တွင်းမှာသူ့အမေလင်မင်းအောင်နိုင်ကို မဖားတဲ့အမှုပညာရှင်တွေကိုပြည့်တနာရှာတာအဲ့တော့ကျွန်တော်ပြောတာမျှတာပါကျွန်တော်မျက်ပြောပါတော်နိုင်ရင်မလုတဲ့သူကိုအပြစ်သွားပြောလို့မရဘူးအေးဒါပေမဲ့တော်နိုင်ရင်မှရန်သူနဲ့သွားပေါင်းနေတဲ့သူဆိုရင်တော့ရန်သူဖြစ်တယ်ဒါအဲ့ဒီတဘောတဘာဝပဲဒါလက်ကင်ထားလို့ရတယ်ရှင်းရှင်းလေး ဟုတ်တယ်နော်ကျွန်တော်တို့ဘက်ကတော်လိုင်းရင်ဘက်ကကြည့်မယ်ဆိုရင်ရန်သူဖြစ်တဲ့ဒီအာနာရှင်စစ်တပ်နဲ့စစ်ကောင်းဆောင်တွေနဲ့သွားပေါင်းမယ်အချိုးတူအလုပ်တွေလုပ်မယ်ဒီအာနာရှင်ဖြစ်တဲ့ကောင်တွေနော်ဟိုဘယ်လိုပြောမလဲအထောက်အကူဖြစ်သွားအောင်အားတစ်ခုဖြစ်သွားအောင် ပူးပေါင်းလှုပ်ဆောင်ပတ်သက်နေတဲ့သူဆိုရင်ဒါဟာတော်လိုင်းရဲ့ရန်သူတတ်မှတ်လို့ရတယ်ထိုနည်းတူပဲသူတို့ဘက်ကလူတွေလည်းတော်လိုင်းရင်ဘက်နဲ့ပူးပေါင်းမယ်တော်လိုင်းရင်မှာရန်ကုန်ဝေတွေရှားနေတယ်ဒီပြည်သူဒီပြည်သူတော်လိုင်းရင်မှာပဏီမောက်တဏီလုံနေတဲ့သူတွေကိုအခုလိုမျိုးပြည်တနာရှာမယ်ရန်သူဖြစ်တတ်မှတ်မယ်ဒါဆိုမြတ်တာ ကျွန်တော်ပြောဖြစ်တဲ့လက်တွေလဲဟိုလက်တွေလဲကြိုက်တယ်ဗျာဒါပေမဲ့သူတို့အနောက်ဘဒုပကုံမုံနေမဖြစ်ဘူးတူတူအေးဆင်းနေနေတယ်သူကြက်ရှည်ကြက်မြမကြိုက်ပြန်တာလူတွေကလွတ်လပ်ခွင့်ပြီဟမ်သူမကြိုက်တာနဲ့ပဲမကြိုက်ရကောင်းမလားအပြစ်ဖြစ်တယ်ဆိုတော့ဘလောက်မတရားမှုကိုပြုကြည့်နေလဲဆိုတာစဉ်းစားကြည့်အဲ့တော့ဇော်မဲလုံးကပြောထားတဲ့စကားရှိတယ်ဘာဖြစ်လဲအချမ်းဖတ်ဓမားနေနဲ့အတူတူရှင်တွဲနေထိုင်ရင်တဲ့ အကျန်းဖက်ဥပဒေနဲ့တုတ်တင်ရှင်းလင်းလို့ရတယ်ဒါကြောင့်မလို့သူတို့ဘုံကျဲနေတာတဲ့တော့ဘုံကျဲတဲ့နေရာမှာပြည်သူတွေတည်တယ်အဲ့ဒီပြည်သူတွေရာတဲ့ PDF တွေနဲ့အတူတူဒီတော်လိုင်းအင်အားစုတွေနဲ့အတူတူရှိနေလို့ရှိရင်အဲ့ဒီပြည်သူကိုလည်းတုတ်တင်တတ်လို့ရတယ်လို့ငမဲလုံးကိုလည်းပြောထားတာဖြစ်တဲ့အတွက်ဇော်မဲလုံးဆိုရင်အတူတူနေတဲ့အဆင့်မဟုတ်တော့အကျိုးစီးပွားလုပ်ပေးတဲ့အဆင့်တောင်မကတော့အဲ့တော့ဒီကျော်မျိုးမင်းကောင်မျိုးဆိုရင်ဘလို့အရေးကြီးလို့ရတယ်ဒါအပြည့်ရှင်းနေတယ်နော်အဲ့တော့ကျော်မျိုးမင်း တော်လိုင်းရင်မင်းတို့တော်လိုင်းနိုင်ဝိုင်းအဲ sorry မင်းတို့တော်လိုင်းနဲ့အဲတော်လိုင်းရနိုင်မယ်နော်အဲ့အဲ့လောက်ထိဖြစ်နေတာတွေ့လားမင်းတို့စစ်တပ်ဘက်ကနိုင်ဝိုင်းမယ်ဆိုရင်တော့ဒါငါပူဝင်လင်းပြောမင်းကြိုက်တယ်လို့လို့မင်းဘဝကကြိုက်တယ်လို့နေပေါ့ကွာအယိုးလေးတယိုးလို့ကြိုက်ကမှာပေါ့နော်မြေကွက်လေးတစ်ကွက်ရရင်ရမှာပေါ့ဟုတ်တယ်မလားအဲဒါပေမဲ့အခုလောလောဆယ်တောင်မှမင်းစောက်ရမဝင်ပါဘူးအဲ့ဒါမှမင်းမင်းအဲ့ဒီဇော်မဲလုံးနဲ့မင်းနဲ့ညှိပြီးတည်းရဇော်မဲလုံးမင်းကိုမျက်မိုးချိုးပြီးတည်းရမင်းလူရမဝင်တော့တာဟမ်ဟိုဝက်လီတော်ဆိုးဘူးပဲနေရာရနေတာ မတရုတ်တော့မလိုက်ကတော့မစိတ်ကောက်နေတယ်ဘူးလက်ကြီးမင်းကိုပြောထားတာမင်းတခေါမှတော့ပြန်မပြောရဲဘူးတပစ်လူလည်းပြောကြည့်ရင်ဘဲကက်ကက်လန်အောင်ပြန်ပြောမှာဟမ်နှုတ်ဒီကောင်းရှာပါဟမ်ဘူးလက်ဘူးလက်ငပေါတော်မှာသူခံမပြောရဲဘူးကြောက်တာဟောဘူးလက်ကြီးကတိတ်ဖြုတ်တာဟမ်နည်းနည်းလေးတီးတဲ့ကောင်နဲ့ဟာသေရောမင်းနာစရာကြီးမင်းကလည်းကြောက်ပြန်မပြောရဲဘူးလားအဲ့ဒါပဲမင်းတို့အရေးချင်းတိလားမင်းတို့ကပါတလိမ့်ဆန်ဟမ်တလိမ့်ဆန်မှားတာတွေကြီးတဲ့လူကိုဖားမယ်ငယ်တဲ့ကောင်နှိမ့်မယ်ဖျက်ချောက်ရတဲ့ကောင်ဖျက်ချောက်မယ် ကိုယ့်ထက်အင်အားကြီးရင်အမီးကုတ်ပြီးတော့ဖင်ရမယ်အဲအဲ့ဒါတလိမ့်ဆန်တယ်တိလာနော်အဲ့တော့မင်းငါပြောချင်တာကလူအတွေးတွေးပါလူလူလုတ်ပါနော်တွတ်တူအေးစင်းနေတဲ့တူလူဒုက္ခမပေးပါနဲ့တိလာမင်းလုတ်တဲ့လုတ်ရက်တွေကပျောက်သွားမှာမဟုတ်ဘူးနော်လေရကြံပါအဲ့ဒီကြံတဲ့အရာတွေကိုအကျိုးပေးလာတဲ့တနေ့မင်းခံစားနိုင်လားတော်လိုင်းနိုင်သွားလို့မင်းအောင်နိုင်ရင်မင်းကိုခေါ်ရမှာလားကတော်လိုင်းနိုင်လို့ချင်းမင်းအောင်နိုင်ထွက်ပြေးပြေးထားမင်းအောင်နိုင်မင်းကိုခေါ်ရမှာလား ါတို့တော်လိုင်းသမားတွေတော်လိုင်းဘက်အင်အားစုတွေတတိယနိုင်ငံခိုးလုံလို့ရရင်မင်းတို့တတိယနိုင်ငံခိုးလုံလို့မရဘူးနော်ကိုကိုတီအဲ့ဒါလေးပဲပြောချင်တယ်နော်အဲ့တော့ရုပ်မာတာကြည့်ရုပ်မာပါကို့အတွက်လဲကိုကြည့်ပြီးမှရုပ်မာပါလို့မင်းကသတိပေးချင်တယ်